အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မေဒီတာချန်နယ်ကနေပြုလုပ်လိုက်ပါတယ်ဒီကနေ့ ဖက်ပြတင်ဆက်ပေးမယ့်ဇလန်းလေးကတော့ပုံနကမော်နဲ့ကြည်စားကိုဝီမလို့မိရတဲ့ဇလန်းကောင်းတို့ကို ဖက်ပြတင်ဆက်ပြီးသွားမှာဖြစ်ပါရခင်ဗျာဥမမောင်စင်နဲ့ဒေါ်မြောင်းနဲ့ဆိုလျင် တာမွေဗလီရက်ွက်တင် မသိသူမရှိပါကြီးကြီးတက်ချမ်းသာသူစေကောင်းစေနာကောင်းရှိကြသူပေကံစွန့်ကျဲမှုရရောသူဟူသော ဂုံဘုတ်ကောင်းများပြည်စုံသူအဖြစ်ထူရှားသူ ဖြစ်ပါတော့တယ်။သူတို့ရဲ့စီးပွားရေးလုပ်ငန်းကစာရေးကိရာလုပ်ငန်းဖြစ်ပါတော့တယ်။ပြည်တွင်းထုတ်၁၉မျိုးမျိုး၊ပြည်ပထုတ်၁၉မျိုးမျိုးနဲ့ကျောင်းသုံးစာရေးကိရာများမျိုးစုံကိုမြန်မာတဏ္ဍာကံလုံးသို့ဖြန့်ဖြူးပေးလျက်ရှိပါတော့တယ်။ထုံမြမကသည်နောက်ဆုံးမော်ပုံနှိမ့်ဆက်များဝယ်ယူဖို့၍ကျောင်းသုံး၊ရုံးသုံး၊ဗလာစာအုပ်အမျိုးမျိုးထောက်လုပ်ကား ကိုပိုင်ဖြန့်ချီနေရသောလုပ်ငန်းကြီးလည်းဖြစ်ပါတော့တယ်။စည်စနာကောင်းခြင်းရရရရပီးကံစုံကျဲခြင်း၌ကိုမောင်မောင်စင်ရောမမြနှဲ့ပါတစိတ်တဝန်းတဲ့စိတ်တဘောပြတူညီကြတယ်။ထို့ပြင်ဥမောင်မောင်စင်နဲ့ဒေါ်မြနှဲ့တို့နှစ်ယောက်စလုံးပင်ဂုံတိတ်အရှင်ဟွာကြောင့်ဥတော်တက်၍ခေါ်နေကြတော့လေအသက်မကြီးလာသေးပေ။30ပဝန်းကျင် လူရွယ်များသာဖြစ်ပါတော့တယ်။ဥမောင်မောင်စင်ကစကားနေတယ်။ အေးစီစီနေတဲ့သူဖြစ်ပါတော့တယ်မနက်လင်းတာနဲ့လမ်း30စာရေးကိရိယာများကိုသွားရောက်ခါလုပ်ငန်းများအလုပ်သမားများကိုကြည့်ကျက်နေရပါတော့တယ်ဒါကြောင့်မလို့ရက်ွက်နဲ့အဆက်မပြတ်ကဲ့သို့ဖြစ်နေပါတော့တယ်ဒေါ်များနဲ့မှာဥမောင်မောင်စင်လို မဟုတ်နှုတ်သွက်တယ်အပြောဆိုညံ့ညောချို့တာပါတော့တယ်လူမှုရေးကိစ္စအဝဝမှာလဲအမြဲလိုလိုရှိဆုံးကပါသူဖြစ်ပါတော့တယ် ထိုအရာများကြောင့်ဥမ္မမောင်စင်နဲ့စာလျင်ဒေါ်မြားနဲ့ကိုရက်ကွက်ကပို့၍တိကျမြင်ကြပါတော့တယ်။လေးစာချစ်ခင်ကြပါတော့တယ်။ဤကအသက်အပြင်ငရွေတော်လဲစီးပွားဥစ္စာနဲ့ဂုံဒရက်နဲ့ဘဝစိတ်ပန်းတစ်ပိုင်းတွင်ထဲဝဲလာသောဒေါ်မြားနှဲ့ရဲ့ဘဝတစ်ပိုင်းတွင်ဖြစ်ပါတော့တယ်။သူပါတော်လဲတဏီသောခါတွင်တိုင်းမြန့်ပျော်ရှင်ဘွေရာဘဝလေးကိုပိုင်ဆိုင်ထားသူဒေါ်မြားနှဲ့တယောက် မြည်သူမှမထင်မှတ်တဲ့ထူးထူးဆန်းဆန်းအပြုတ်မှုကိုစတင်ပြုလာပါတော့တယ်။ထို့အပြုတ်မှာကညနေနေဝင်ကြီးချိန်ရောက်တာနဲ့တနက်ခါကိုခြေဆုံကောင်းဆုံးလေလှပလွင်သောအဝေးစားများဝစ်စင်ကတုတ်တန်တင်းချိုင်းသို့တွားရောက်ငိုကြွေးနေခြင်းဖြစ်ပါတော့တယ်။ထို့တုတ်တန်သူမရှက်ကြီးတငင်ငိုကြွေးရလောက်အောင်တန်ရောစင်တွေ့ရှိခဲ့တဲ့မိဘဆွေမျိုးအတိုင်းဝန်းကလည်းမိသူတဦးတယောက်မှမြုပ်နှံတကြိုထားခြင်းမရှိပါဘူး။ ဒါကြောင့်မလို့ငူကြွေးရခြင်းရဲ့အကြောင်းရင်းကိုမိသားစုများပင်စဉ်းစားလို့မရအတိဘယ်မဲ့သွားရောက်ငူခြင်းဟုသာသတ်မှတ်ကြပါတော့တယ်ဂုံထွန်းနဲ့မတူညီသော လူအများရဲ့ပွဲကဲရဲ့ပွဲဖြစ်သော သူမရဲ့အပြုမှုကြောင့်မိသားစုအရှက်ရပါတော့တယ်တို့များနဲ့တယောက်စိတ်ဖောက်ပြန်သွားပြီးအယူတယောက်လိုထင်ရဆိုင် ပြုမှုနေခြင်းဟုတချို့ကလည်းယူဆပါတော့တယ်ထို့ယူဆချက်မှာမပြစ်နိုင် အဘဲကြောင့်ဆိုသောဒေါ်မြားနဲ့မှာညနေ6နာရီရောက်မှသာစိတ်ဖောက်နေခြင်းဖြစ်ပြီးကျန်တဲ့အချိန်တနေ့ကင်းလုံးမှာပုံမှန်စိတ်အတိုင်းပင်ရှိနေသောကြောင့်ဖြစ်ပါတော့တယ်။တကယ်တော့တိလုပ်ပွဲကောင်းသောဂုံသိငယ်စီသောအပြုမှုများကို သူမကိုယ်တိုင်ကလည်းမပြုမှုပါ။စိတ်ဖောက်ပြန်ချိန်မှာသူမဘာလို့၍ဘာကံမီကို မသိတော့လဲ။မိသားစုဝင်တွေပြန်လည်ပြောပြတဲ့အခါသူမအဆက်သိရပါတော့တယ်။ထိတ်လန့်ကြောက်ရွံ့မိရပါတော့တယ်။ ကိုယ်စိတ်ကိုလည်းမယုံနိုင်အောင် ဖြစ်ရပါတော့တယ်။ဒါကြောင့်မလို့ညနေပဲရောက်တာနဲ့စိတ်ကိုထိန်းချုပ်ရန်ဒီမျိုးမျိုးဖြင့်စူးစမ်းကြည့်ပါတော့တယ်။ဒါပေမဲ့မရခဲ့နေဝင်ရိုးရီချိန်ရောက်တာနဲ့သူ့စိတ်တွေသတိလွတ်လွတ်ဖြစ်သွားပါတော့တယ်။တင်းញိုင်းတို့အယူတယောက်လိုပြေးသွားကငိုကြွေးနေပါတော့တယ်။ဘလို့မှမသွားနိုင်အောင်သူ့ကိုအတင်းကျပ်ထိန်းချုပ်၍အခန်းထဲထက်တကားတော့ခတ်တာဒေါ်မြင့်ကပြောထားပါတော့တယ်။သူခိုင်းတဲ့အတိုင်း ပြုလုပ်သောအခါတွင်လည်းထိုသူပြုမှုခြင်းကိုသူသီးမခံနိုင်အခဲထဲမှနေ၍ကြောက်စရာအတန်ကြီးဖြင့်ငေးသင်ပါအောင်အော်ဟစ်နေတတ်ပါတော့တယ်။နောက်ဆုံးမှတော့သူကိုယ်သူတခုခုလုံးမဆိုး၍တောဖွင့်ပေးလိုက်ရပါတော့တယ်။တကားပိတ်တာနဲ့သူဝေလင်းမြန်ထွက်လာပါတော့တယ်။ထို့နောက်တုတ်တန်တို့ပြီးသွားကတဲထန်စွာငိုကြွေးပါတော့တယ်။ဤသို့ဖြင့်ရဲအတန်ကြာမြင့်လာပါတော့တယ်။တော်များနဲ့မှမိသို့ဖြင့်ဖြောင်းပြမရ။ ထိန်းချုပ်อยู่လေ မရသဖြင့်ဘေးအန္တရာယ်တစုံတရာမကြမရအောင်စောင့်ကြည့်ပြီးဒီအတိုင်းလွတ်ထားရပါတော့တယ်။ဥဟံမြင့်အလဲလာရလားလမ်းထိတ်ဝင်နာနဲ့နှုတ်ဆက်တန်ကြား၍ဥဟံမြင့်လှည့်ကြည့်လိုက်ပါတော့တယ်။လပိတ်ဆိုင်ပန်းရှင်အဖွားကိုတွေးလဲရပါတော့တယ်။ဟုတ်ကဲ့အလဲလာရပါ။ဥဟံမြင့်လည်းဒီကုံမရောက်တာတော်တော်ကြပြီနော်။တော်ရင်မတက်ခဏတစ်ဖြုတ်နှုတ်ဆက်ခြင်းဟုထင်တော်လေ စကားဆက်ပြော၍ဥဟယ်မြင့်ရိုသည်တမှုဖြင့်ရက်ခါနှုတ်ဆက်ခဲ့ပါတော့တယ်။သူနေတာကဘကိုးတိုင်းတရားဝတီခရိုင်ထဲက30မြို့ရဲ့အနောက်ဘက်ခွနိုင်မန်ကွာတွင် ရှိသောမာရာဝီရွာမှာဖြစ်ပါတော့တယ်။တော်များနဲ့မှာဥဟယ်မြင့်ဇနီးဒေါ်တောင်းကြည်ရဲ့ညီမရင်းဖြစ်ပြီးခေမတော်ဆက်ပါတော့တယ်။ဥဟယ်မြင့်တို့မှာတားလီတယောက်ရှိပါတော့တယ်။အမိမောင်ကျော်ဝင်းဖြစ်တော်တယ်။ဥဟယ်မြင့်တို့လင်မယားက သားလေးမောင်ကျော်ဝင်းကိုတောမှာ မထားခြင်းမျက်စိပွင့်နားပွင့်စီရန်ရန်ကုန်မှာထားခြင်းမှာတော့တယ်ထို့ရည်ရွယ်ချက်ဖြင့်ခေမဖြစ်သူဒေါ်မြတ်နဲ့ထံအပ်ထားတယ်ဒေါ်မြတ်နဲ့ကမောင်ကျော်ဝင်းကိုကြောင်းထားပြီးတယ်ဒါကြောင့်မလို့ဥဟံမြင့်တယောက်သားစီကိုလာရင်ရောင်းချရန်ပစ္စည်းတွေဝယ်ရန်ရန်ကုန်ကမကြာခဏဆိုတယ်လို့လာရောက်လေရှိတယ်တော်များနဲ့တို့လည်းနဲ့ကလူတော်တော်များများနဲ့ပင်ယင်းဤခင်မလေးရဲ့ရှိနေပြီဖြစ်တယ်။ ဒီတစ်ခေါက်တော့မရောက်တာအတော်ကြာသွားတယ်။ကန်းသီးနံရိတ်နေချင်းဖြစ်၍အလုံများနေပါတော့တယ်။ဒါကြောင့်မလို့ကြာသွားခြင်းဖြစ်တယ်။ယခုအလုံများပြီးပြတ်သဖြင့်သားနဲ့တွေ့စီရန်ရန်ကုန်သို့ဆင်းလာခြင်းဖြစ်တယ်။တောမှာလုတ်ဒီကမပြတ်သေးလို့ဒီတစ်ခေါက်ကြာသွားတယ်။ဒါဆိုဥဟံမြင့်မမြနှဲ့အကြောင်းဘာမှမကြဘူးပေါ့။ခမ ्या မမြနှဲ့ဘာဖြစ်လို့လဲ။ကျွန်တော်ဘာမှမကြသေးဘူး။ ဥဟံမြင့်လည်းတရားပင် မိလိုက်ပါတော့တယ်ဒီလိုဥဟံမြင့်ရမနှွက်တယောက်အခုတလုံးထူးထူးဆန်းဆန်းနေဖြစ်နေတယ်ဘလို့ထူးထူးဆန်းဆန်းနေလဲဒီလိုပါညနေနေဝင်တရောအချိန်ရောက်တာနဲ့မမြနှွက်ကတနခါးတွေလိမ့်ပြီးအဝေစားကောင်းနေဝစ်ဆင်ပြီးတော့တင်ညာကုန်းမှာတော့တော့ငုံနေတာဗျာအဲ့ဒါဘလို့ဖြစ်တာလဲတို့လည်းမပြောတတ်ဘူးကွယ်ကဲကဲ6နာရီထိုးတော့မယ်ဒီအချိန်ဆုံးမမြနှွက်ပြင်ထွက်နေကြချိန်မယ် သူ့ကိုမိအောင်မြင်မြင်သွားပြီတော့ဟောဟုတ်ကဲ့ဟုတ်ကဲ့ဦးဟန်များတယောက်ဒေါ်မြားနဲ့အိမ်တို့ခက်တုတ်တုတ်လမ်းလျှောက်သွားပါတော့တယ်။သွားရင်းလာရင်ဘယ်လိုအကြောင်းကြောင့်ဒေါ်မြားနဲ့ဤတို့ဖြစ်သွားရသည်ကိုစဉ်းစားရမြာရွာမကအိမ်တိုင်းလိုလိုပင်ဒီလိုအဖြစ်မျိုးတွေတမျိုးမဟုတ်တမျိုးတော့ကြုံကြရပါတော့တယ်။ဆုံးကဝီတို့ရဲ့ပညာဆက်ဖြင့်ပြူစားခေရသောပိယောကလူနာများ မင်းစားတဆေမြေဖုံးစားတဲ့နာနာဘဝတို့ပုကွက်တွေဒုက္ခပေးတဲ့လူနာများစသဖြင့်ပိယောကလူနာ အမျိုးစုံလာပါတော့တယ်။သူထံလာရောက်သော လူနာများအားချမ်းသာအောင်လို့သူပညာဖြင့်ကဲတင်ပေးခဲ့တယ်။ယခုမမျော်လင့်မဲရန်ကုန်မှာပိယောကနဲ့စုံရကြတော့တယ်။ဘလုံးပိယောကဆိုတာတော့လူနာရီမှအကဲခက်လို့ရမှာပဲ။ဆိုပြီးတော့တွေ့ရင်ဒေါ်မြတ်ရဲ့အိမ်တို့ တော်တော်လေးရှောက်လာပါတော့တယ်။ဥဟံမြင့်ဒေါ်မြားနဲ့အိမ်ရှိသူရဲလက်တာနဲ့အိမ်ထဲမှာမျိုးသမီးတယောက်ဂမန်ကရန်ထွက်လာတာနဲ့ပတ်ပင်းစုံလိုက်ရပါတော့တယ်။ထို့မျိုးသမီးကဒေါ်မြားနဲ့ပင်ဖြစ်တယ်။ဒေါ်မြင့်နဲ့မှာဥစ္စာဒနာပြေဝစီးစိမ်ချမ်းသာသူပြီပြီ။ချိန်မွေးမိမလောင်လက်မွေးမိမလောင် နေရသူဖြစ်တဲ့ဖြင့်အထက်တန်းကြကြတင့်တယ်တဲ့ရုပ်ရည်ယူပကာရှိပါတော့တယ်။ယခုလေတုတ်တန်တို့သွားစီရင် ဖီးလင်းပြင်ဆင်ထားတဲ့တစ်လွင်လက်ဖက်တော်အဝတ်စားတို့ကို ဝစ်ဆင်ထားပါတော့တယ်။အိမ်ဘဝတွင်ဥဟန်မြင့်ကိုတွေ့လဲရပါတော့တယ်။မြန်နှရှင်းဆိုင်နီးကဲ့စွာပပင်းတုံးမိခဲ့သောခဲအိုကိုပင်တစ်ကြိမ်တည်းမမြင်တွေ့ဘူးသော တစ်စိမ်းတယောက်လိုသူမကကွင်းဆောင်သွားပါတော့တယ်။ဟိတ်အောင်မြင်ခင်ညာသောဩစာလွန်ဖုံးမှုနှင့်ပြည်စုံနေသောအတန်ကဥဟန်မြင့်နှုံမှရုတ်တရက်ထွက်ပေါ်လာပါတော့တယ်။တော်မြဲ့နယ်လေ လှမ်းနေသောခြေစုံဆောင်ကရောက်တဲ့နေရာမှာပင် တုံငင်းနေရစ်တန်သွားတော့တယ်။ဦးဝံမင်းရဲ့အဟံပါတော့အတန်ကြောင့်သူမထံကက်တွယ်မိနေသောပျောကကောင်ထွက်သွားဟန်တူပါတော့တယ်။ဒေါ်မြနဲ့ဦးဝံဘတ်တို့လှည့်လာပြီးသူမရဲ့မျက်နှာက ပြူတော့မဲ့မိုးညိုတဲလေးလေးငုံမဲမဲနဲ့အခုတို့များနေနိုင်လိုက်တာနော်အခုမှပဲလာတယ်။ဝမ်းနေစွာပြောနေသောသူမအတန်က ဖိုးတလိုက်လိုက်ထုံမှတရှိုက်ရှိုက်ငိုပါတော့တယ်။ကဲကဲမငိုနဲ့။အခုမေးတာကိုပြောစမ်း။အခုဘယ်သွားမလို့လဲ။အပြင်ခဏသွားမလို့ပါ။သူမရွှေရင်ဟန်ဖြင့်ဖြေပါတော့တယ်။အတန်နဲ့ဟန်မန်ကပုံမှန်မဟုတ်တိုင်းဖြစ်နေသည်ကိုဥဟံမြင့်ရိစားမိတယ်။သူအိမ်ဘဝသို့ရောက်ကြတဲ့အခါဒေါ်မြားနဲ့မှပျောကပူကက်ချင်းခန်နီရလည်းရဲ့ရှိပါတော့တယ်။ ဒါကြောင့်မလို့ဥဟံမြင့်ကိုမမြင်မဲပျောခရဲ့စိတ်ခမ်းရာတို့နာခံလှုပ်ဆောင်နေရခြင်းဖြစ်ပါတော့တယ်။ယခုမူဥဟံမြင့်မိသမျှကောင်းမွန်စွာဖြည့်ချပြောဆိုနေပါတော့တယ်။သူမရဲ့ကိုမပျောခကောင်ထွက်သွားကြောင်းကိုသိတာလာပါတော့တယ်။ဒီကောင်နေနဲ့ရရကောင်တော့မဟုတ်ဘူး။ပညာရှင်ပဲ။ပူးလေခွာလေလုံနိုင်တယ်။ဒီတော့မကြခင်ပြန်ကက်လာမှသိကြတယ်။ပျောခကောင်ထပ်ပြီးမကက်လာခင် လူနာကိုချုပ်ရမင်းတားရီတောက်ရီတစ်ခွက်မြင်မြန်ခက်ပြီးစံဥဟံမြင်မောင်ကျော်ဝင်းအားရေခဲခိုင်းလိုက်ပါတော့တယ်မောင်ကျော်ဝင်းကရေခဲရန်အိမ်မော်တို့ပြည့်တက်သွားတော့တယ်ဟောအကူရောက်နေတော့ကိုနှိုးဆက်တဲ့နဲ့သူအိမ်ထဲကသူကဒေါ်မြားနှဲ့ရဲ့ခင်မွန်းဥမမောင်စင်ဥဟံမြင်ဟာကနေဖြစ်သွားတယ်လူနာကိုသူမချုပ်ရသေးရေမန်းဖြင့်ချုပ်ရန်အတွက်ရေကသွားရေခက်နေစေသူအချိန်မျိုးမှာ ပြင်ပကတစုံတယောက်အဝင်းဝိုင်းနေဝင်မလာရဝင်လာသူနဲ့ပြောကကောင်ကပ်ပါနိုင်တယ်ပြောကကောင်ကအဝိုင်းထဲကိုရောက်တာနဲ့လူနာကိုကပ်မိပြီးထင်းသလိုဖန်းစားမှုပြုလုပ်နိုင်တယ်ဒါကြောင့်မလို့ဥဟွက်မြင်ဟာကနေဖြစ်သွားခြင်းဖြစ်တယ်သူထင်းတဲ့အတိုင်းပင်ဖြစ်တယ်ဦးမောင်စင်ဝင်လာပြီးတခဏမှပဲကြားလိုက်ရတယ်တော်များနဲ့တယောက်ဘိုင်းကနေနောက်လန်လဲသွားကား ဝိုင်းဝင်းပြုစု၍တတိပြန်လည်လာချိန်မှာတော့ပင်ကိုစိတ်တို့ပျောက်ွယ်သွားပါတော့တယ်။တောင်စင်ရေမရပြောဆိုပါတော့တယ်။ကြင်ကြင်တနန်စကားဆိုတော့တယ်။ဒီရပြောဒီရဆိုတွေကဒုံများနဲ့သာပုံမှန်စိတ်ဆိုရင် ပြောဖို့ဆိုဝီလာဝီစိတ်ကူးတဲ့တောင်မထဲရဲသောအပြောဆိုတွေဖြစ်တယ်။ဒီလိုဆဲရေးတိုင်ထွားဒီလိုကြင်ကြင်တနန်စကားတွေပြောစံခိုင်းတဲ့အတိုင်းလို့မလို့ရင်တတ်ပြင်မယ် တစုံတယောက်ကဒေါ်မြားနှွေအားချင်းချောက်ပါလေရင်သူစီပုံမှန်ဖြစ်နေပါကဒေါ်မြားနဲ့အသက်အတိခံသွားမိတာဖြစ်တယ်။ဘယ်တော့မှပြောမိမဟုတ်။မြီမြနူးညံ့ချိန်သိမ့်မွတ်တော့ရင်နဲ့အသေးထဲမှာထာဝရနှိမ့်မြုပ်ထားသူကယခုမှထူးထူးဆန်းဆန်းမကြားဝင်မနာတာတွေကြမ်းတမ်းသောစကားတွေပြောဆိုလိုနေပြီးတော့တယ်။ဥဝံမြင့်ချင်းတွေကိုသဘောပေါက်လိုက်ပြီ။ခဏိအရေးကြီးဆုံးလုံးရမှာကပူးလွယ်ခွာလေလုတ်တဲ့တော့ ပြောကကောင်းကိုအဝိုင်းဝင်းတွေကနေမထွက်နိုင်အောင်ချုပ်လိုက်ဖို့ပဲဖြစ်တယ်။ထို့ကြောင့်ဥမမောင်စင်ထံမှအက်ချီလုံးတလုံးအလင်းမြန်တောင်းနေဂါရာတပုတ်ဖြင့်မမ်းမိုးလိုက်ပါတော့တယ်။ပြီးတာနဲ့ဧကန်းရဲ့အတွင်းနေရန်ကို သုံးဘက်တီတီပဲ၍ပိတ်ဆို့ထားလိုက်တော့တယ်။အိုးဟန်မြင့်အစီစဉ်ကိုလုံးနေစမှာပင်ဒေါ်မြားနှဲ့ရမှုရာကထူးဆန်းလာပါတော့တယ်။ကြញ្ញန်တန်တန်ဆဲဆိုအဟွေးနေခြင်းများ ယုတ်ချီရက်တန်သွားတော့တယ်။တင်းမာသောမျက်နှာပြူးကျဲ့သောမျက်လုံးကြီးများဖြင့်ဥဟံမြင့်လို့သည်မျက်ခြေမပြက်လိုက်ကြည့်နေပါတော့တယ်။ဥဟံမြင့်ချီမန်းကျုပ်ပတ်ပတ်ပြီးတိုင်သူ့မျက်နှာကပြက်ပြက်သွားတယ်။နောက်ဆုံးသုံးပတ်တည်းတည်းရစ်ပတ်ပြီးတဲ့အချိန်ကတော်များနယ်ရဲ့မျက်နှာက ထိတ်လန့်ကြောက်ရွံ့တဲ့အသွင်သို့ပြောင်းလဲကြီးပြောင်းလဲသွားပါတော့တယ်။ချင်းသေးဘရင်နဲ့ရင်ဆိုင်တိုးမိသောမြေခွေးတစ်ကောင်လို့ ကျောင်းရဲ့ရှေ့မှာကြောင်ပိမိနေတဲ့ကြွက်တကောင်လိုဖြစ်နေပါတော့တယ်။ဒေါ်မြတ်နှွက်ရဲ့မျက်နာပေါ်ကအမူအရာတွေမှာဝင်ပူးကပ်နေသောပျောကကောင်ရဲ့အမူအရာဖြစ်နေမှန်းဥဟံမြင့်သိလိုက်ရပါတော့တယ်။လူပုဂ္ဂိုလ်တဦးတယောက်အားပူးကပ်ပြုစားနေသောမြည်သည့်စုံကဝေပညာမဆိုးပညာဆင်းအတန်းရှိကြပါတော့တယ်။မြည်သည့်သစေနန္ဒဘဝဆိုမဆိုးကမ္မစိတ်တိတကောဘဝရှိကြပါတော့တယ်။ သူကံကြိုးပေးလိုက်လိလာကြိုးစားမှုလိုက် တကူပါဝါပညာဆင့်အနေအမြင်ရှိကြပါတော့တယ်ပြောကကောင်တို့ကသူတို့ကအစွမ်းဖြင့်သူတို့ထတ်တိုးလိုက်ရင်ရင်ဆိုင်နေရတဲ့တကူပညာဆင့်တန်းနဲ့အချင်းစာရေးတားတို့လည်းတည်ဆွဲနိုင်ပါတော့တယ်သူတို့အောက်ပညာစွမ်းနိုင်ပါတော့တက်ရောင်ကားစီအားရောင်ဝါဝါစရာတို့ကို တွေ့လျင်ထွက်ပြေးအောင်အရှက်တကွဲအကျိုးနည်းအောင်အစွမ်းရှိတတ်ပါတော့တယ်။ ရန်ဖန်ရန်ကပညာရည်သွေးခြင်းမတိမ်မရဲတူညီသော စီယာပုဂ္ဂိုလ်များအားထိတ်တဲတွေ့လျင် သူသည်ကိုယ်သည် အပြန်ကျဲ၍ပညာပြိုင်ကြပါတော့တယ်။ထို့အတူပင် သူတို့ဘလုံးမှရှင်ရွေးမရသော တကောအရာပညာစွမ်းအရာအချင်းစာရိတအရာများမြင်မာသူပုဂ္ဂိုလ်တို့နှင့်ရင်ဆိုင်ရသောအခါတွင်ပညာကုန်ပြတ်မဝဲမှလူရဲ့အောငေါ့ကို အမြဲတမ်းစိုးရိမ်ထိတ်နေတယ်ခွေးတကောင်ဤပါ ကြောင်းလန့်ပေါ်ပေါက်ကမပြိုင်မီကလေးကရှုံးနေပါတော့တယ်။ပြေး၍လွတ်နိုင်လျင်ထွက်ပြေးတယ်။မပြေးနိုင်အောင်အချုပ်အထင်းခံနေရပြီဆိုရင်လေဆရာပုဂ္ဂိုလ်ရဲ့အမိန့်အာဏာကိုလက်ခံခြင်းတောင်းပန်ခြင်းတို့ဖြင့်ကိစ္စပြီးအောင်ပြုလေရှိပါတော့တယ်။ယခုတော်မြင့်ွင့်အားပူကန်နေတဲ့ပျောကကောင်အားဥဝံမြင့်ကိုကြည့်ပြီးထိတ်လန့်ကြောက်ရွံ့နေပြီးတော့တယ်။ဥဝံမြင့်ကမိမိရက်ွက်ထဲ၌စုံကဝေတစီမြေဖုတ် ပြောခကောင်မျိုးမျိုးနဲ့အပွပွနှွေးလာခဲ့သူဖြစ်တဲ့ဖြင့်အချိန်လေးကိုရိတ်စားမိလိုက်ပါတော့တယ်။တစက်တည်းမှာပင်တော်များနှက်ကို ဝင်ပူးကပ်နေတဲ့ပြောခကောင်အားသူ့ရှိတွင်ဒူးထောက်ခိုင်းလိုက်ပါတော့တယ်။ပြောခကောင်အားဒူးထောက်လျက်မျက်နှာအောက်ချလျင်ခြေတုပ်ပစိုးမြေဆွေကျူးဖြစ်နေပါတော့တယ်။နင်းတော်တော်ရက်ဆက်တဲ့ကိုဝီမပဲ။ဦးဝံမြင့်ကတည်ငြိမ်သောလီတန်ဖြင့်ပြောလိုက်ပါတော့တယ်။ကဝီမက ခေါင်းငုံထားစေနင်းကိုကဝီမလို့ငါပြောတာမှန်နဲ့မလားမမှန်ဝန်ခံမားရင်ညင်းလိုက်စမ်းမှန်ပါတယ်ဆရာကြီးကျမကကဝီမတယောက်ပါကဝီမက တိုးလျက်ရှိသောအတန်လေးဖြင့်ဝန်ခံပါတော့တယ်မျက်နှာအောက်ချထားစေခေါင်းငုံထားစေ နေနေတော်များနဲ့ဘာရင်ညိုးရင်စားရှိလို့လဲငါကိုကြည့်ပြီးပုံမွေလင်းလင်းပြောစမ်းကဝီမဒူးထုတ်လျက်ကနေမျက်နှာမောလာပါတော့တယ် သူမျက်နှာကစီးရရှိမောက်ကြောင်းနေတော့ကြောင်တန်ငယ်ကဲ့သို့မဝင်မရေဖြစ်နေပါတော့တယ်။ဘာရညိုးရင်စာမရှိပါဘူး။နင့်ကိုမျက်ရည်ပေါက်ကြီးငယ်ကြောက်အောင်ဒုက္ခရောက်အောင်ရော သူလှုပ်ခဲ့လား။မလှုပ်ခဲ့ပါဘူး။နင်ကျမ်းမာရေးထိခိုက်အောင်နင်စီပွားရေးပြက်ပြားအောင်ရောလှုပ်ခဲ့သေးလား။ဒါမျိုးတွေလည်းတစ်ခုမှမလှုပ်ခဲ့ပါဘူး။ကဲနင်စဉ်းစားကြည့်တမ်း။တော်မျက်နှွက်က နင်တို့ရင်ညိုးရင်စာမရှိဘူးဒုက္ခရောက်အောင်လည်းမလုပ်ခဲ့ဘူးနင်စည်းဝါပြက်အောင်နင်ကျမ်းမာရေးထိခိုက်အောင်လည်းမလုပ်ခဲ့ဘူးဒီလိုလူတယောက်ကိုနင်ပညာသုံးပြီးရရဲ့ဆက်ဆက်လှုပ်တာအเจ้าမဲ့တော့မဟုတ်နိုင်ဘူးအဲ့ဒီအကြောင်းကိုငါ့ကိုအမှန်နဲ့ပြောပြစမ်းသူများခန့်လို့လှုပ်ပေးရတာပါသူများခန့်နဲ့လှုပ်ပေးရတယ်ဆိုတော့ပြောစမ်းနင်မှဘာအကျိုးကျေးဇူးရှိလို့လဲဟုတ်ကဲ့ရှိပါတယ်ပတ်စံပေးပါတယ်ဩ oh. နင်းကကြီးစားကိုဝီမှာပဲအေးပေါ်လေကာလာပေါ်တီရွှေနှစ်ချက်သားဝယ်လို့ရတယ်ဆိုတော့နင်မငင်းနိုင်ဘူးပေါ်ပြောစမ်းနင်းကိုခိုင်းတာဘာလို့လဲဒီအကူတော့ခွင့်လုပ်ပေးပါဆရာကြီးရဲ့ကျမတစ္ဆာရေတောက်ထားရပါတယ်တစ္ဆာပြည့်ရင် ကျမသက်သေးမှအမှန်ပါဒီတဲ့ချက်ကိုတော့သီးခံပေးပါနင်းတဲ့နဲ့ရင်ပြီးတော့တစ္ဆာဆိုတယ်ဆိုရင်တော့ငါ့ကိုမပြောနဲ့တော့ တီလေငါတို့ကဘာမှပြန်လုံးမမဟုတ်ဘူးသူပြူးတဲ့ကံသူ့ထံပဲပြန်သွားလိမ့်မယ်ဒါထက်ဒေါ်မြဲနှွယ်ကိုဘာကြောင့်လုတာလဲဒေါ်မြဲနှွယ်ကသူတို့နဲ့စီးပွားပြန်ပန်တဲ့ဒေါ်မြဲနှွယ်ကအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဥစ္စာပစ္စည်းချမ်းသာတယ်ရိုးရီကလည်းလှတယ်လူချစ်လူခင်လည်းများတယ်ဒါကြောင့်မလို့ဒေါ်မြဲနှွယ်တိတ်ခါကြောက်အောင် အရှက်ရအောင်လို့လူတော်မတူအောင်လုတာလို့ပြောပါတယ်ကဲ ဒီလောက်သိရင်တော့ပြီပေါ့အရေးကြီးတာကဒေါ်မြဲ့နဲ့ရဲ့ကိုနဲ့စိတ်နှစ်ပါးဆွဲကက်နေတဲ့ဝေဒနာတွေပျောက်ကင်းမှုပဲနင်းပညာတွေကိုနင်းမသာ ပြန်နှုတ်ပေးမလားဒါမှမဟုတ်ငါပညာနဲ့နှုတ်ရမလားကျမဘာသာ ပြန်နှုတ်ပေးပါမယ်အေးဒါဆိုရင်နင်းပညာကို ပြန်နှုတ်ပြောကဆက်အားလုံးစင်မှနင်းကို ထွက်ခွင့်ပေးမယ်ဦးဝံမြင့်ကခွင့်ပြုလိုက်တာနဲ့ကိုဝေမကဒူးတုတ်ရမှာ ခြေဆင်း၍ထိုင်လိုက်ပါတော့တယ်။ထို့နောက်ဦးကောင်းမှခြေပြတိုင်းလက်ဖြင့်တက်ချ၍ခြေပြားရောက်လျင် လက်ကိုခါကာလွှင့်ပြလိုက်ပါတော့တယ်။ဤသို့အဖန်တစ်လစ်လစ်အကျိန်များစွာ ပြုလုပ်၍ပြီးစီကမှပညာဆက်တွေအကုန်စင်နှုတ်လိုက်ပါပြီ။ကိုရောစိတ်ပါမိမွေးတိုင်းဖမွေးတိုင်းဖြစ်သွားပြီမို့ထုတ်ခွင့်ပြုပါတော့ဆရာကြီး။ဒီလိုလွယ်လွယ်နဲ့ပဲရမလဲ။ လူကနေပေမဲ့ပညာကမနေဘူးဆိုတဲ့စကားရှိတယ်။နင်းနေနေလဲအကြောင်းစုံတိုင်းလဲနင်းပညာကိုအသုံးပြနိုင်တယ်။ဒီလိုသာအသုံးနေရင်နင်းအဝေစီးချိုးကန်နေလိမ့်မယ်။ဒါကြောင့်နင်းကိုသစ္စာရည်တက်ရလိမ့်မယ်။တောက်နိုင်ပါမလား။ဟုတ်ကဲ့တောက်နိုင်ပါတယ်။ဦးဝမ်မြင့်ကတားဖြစ်သူမောင်ကျော်ဝင်းလာပြီးတဲ့ရေခွဲကိုကန်းကတစ္ဆာတိုင်ပြီးကဝီမကိုနောက်မှလိုက်၍စူစီတော့တယ်။ကျမကဒုံများနှဲ့အား၎င်း ်အခြားသောခုနှစ်ရက်သာသမီအပေါင်းတို့၎င်းကျမရဲ့အောက်လန်းပညာကိုအသုံးပြု၍နှောက်ယှက်တိုက်ခတ်ပြူစားခြင်းဟန်တာခြင်းမပြုလုပ်တော့ပါဟုတစ္ဆာဆိုပါれအကယ်၍တော်မြတ်နဲ့ကိုလည်းအခြားသောခုနှစ်ရက်သာသမီအပေါင်းတို့အား၎င်းနှောက်ယှက်တိုက်ခတ်ပြူစားဟန်တာခြင်းပြုလုပ်ရှိသောတမလွန်ဘဝ၌မဟာအဝိစိငရဲ့သို့ရောက်ရှိပါစေသာဘုရားအဆုစုပွင့်တိုင်းလည်း မဟာဝိသင်ရဲမှာမကျွတ်မလွတ်တော့ဖြစ်ရပါသေးတာဥဟံမြင့်ကတစ္ဆာဆိုပြီးရနဲ့ဒေါ်မြတ်နဲ့ကို ပုတ်ကတဲ့ကဝီမအားတစ္ဆာကြီးတိုက်လိုက်ပါတော့တယ်။ကဲဒီလောက်ဆိုရပါပြီ။နင်းကိုဘယ်နှကြိုးဖဲ့ပေးရမလဲ။ဥဟံမြင့်တယောက်ကဝီမရဲ့ပညာကိုဆန်းလိုက်ခြင်းဖြစ်တယ်။ပြောကကမထွက်နိုင်အောင်ကာယံထားတဲ့ချီမန်းကျိုးကတုံးတက်ဖြစ်နေတယ်။တကူဆွမ်းနေပါလုံးက သုံးတဲ့စလုံးဖေရှားပြီးမှထွက်နိုင်တယ်။ပညာသင်တဲ့ရှိကခြီမန်းကျိုးပပက်လေတွင်အရန်တားပြူလျင် ထွက်ဝင်ပြူနိုင်တယ်။ပညာပြေဝတ်သူအစဉ်ဆိုလျင်ခြီမန်းကျိုးသုံးတဲ့ကို မဖောက်နိုင်တော့လေနှစ်ထက်ကိုမူလွန်းလွန်းတကူကြော်နိုင်ပါတော့တယ်။ဒါကြောင့်မလို့ဘယ်နှကျိုးဖယ်ပေးရမလဲဟုမေးဆန်းလိုက်ခြင်းဖြစ်ပါတော့တယ်။တကျိုးပဲဖယ်ပေးပါ။ကဝီမကပြောလိုက်ပါတော့တယ်။ နင်းပညာလည်းမသေးပါလားကဲကဲထွက်ပြီးတော့ဥဟံမြင့်ကပြောပြောဆိုဆိုရေးပတ်ထားသောချီမန်းကျိုးကိုတစ်ထက်ဖယ်ပေးလိုက်ပါတော့တယ်ချီမန်းကျိုးတစ်ထက်ဖယ်လိုက်တာနဲ့တပြိုင်နက်တည်းမှပင်ခြေစင်းထိုင်နေသောဒုံမျက်နှဲ့ခွခွေလေးလေးကြသွားတော့တယ်ကဝီမကဒုံမျက်နှဲ့ရဲ့ခန္ဓာကိုယ်မှထွက်ခွာချီမန်းကျိုးနဲ့တဲ့အယံတားစီ ဖောက်ထွင်းကြော်ဖြတ်သွားခြင်းဖြစ်တယ်။ဟုတ်ကဲ့ဇလန်းလေးကိုအဆုံးထိလိုက်နာဆင်ပေးတဲ့အတွက် อาลูเมจีจูเดมายครับ